အားလုံးပဲပြန်လည်ဆုံတွေ့ကြပြန်ပါခင်ဗျာမျိုးဒီတစ်ခေါက်ထူးချင်မြေအကောင်းကနေကျွန်တော်တင်ဆက်ပြသပေးမယ့်အကြောင်းအရာလေးကတော့ရှေဘိန်ဟာ YC နဲ့ကျွန်တော်ဒူစိ YC လဲလေခြင်းကိုတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်တို့ပထမဦးဆုံးပေါ့နော်ဘိန်ဖြုတ်အောင်မယ်ဘိန်ဖြုတ်သွားဘိန်ဖြုတ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကမစီဖောက်ချမယ်ပေါ့နော်ဟာအုံထဲမှာရှိတဲ့စီးတွေကို24အုံအောက်ချင်မှာရှိတယ် အဲ့ဒီနက်ကိုချွတ်ချွတ်ယူကျွန်တော်ကစီပေါက်ချမယ်ကျွန်တော်တို့ပြီးလို့ရှိရင်စီပေါက်ချပြီးတဲ့နောက်ပိုင်းမှာဟဲ့ရဲ့ပက်ပက်လင်မှာရေ16နက်ပေါ့နော်16နက်တွေကိုဖြုတ်ရမယ်အဲကျွန်တော်တို့ဒီဟဲ့ရဲ့ပက်ပက်လင်ပေါ့နော်ဒီနက်တွေဖြုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဟက်ကိုခွာဖို့အတွက်ပေါ့နော်ပက်ချလေကိုလိုက်ပြီးနည်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 းချင်းစီပေါ့နော်အားအရင်မသုံးမဲနဲ့နည်းချင်းစီထုပြီးတော့ပေါ့နော်တခုခုနဲ့ထောက်ပြီးတော့ထုပြီးချွတ်ပြရမယ်ပေါ့နော်ဟောပြုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာထွက်လာမလဲဆိုတော့ driving shaft နဲ့ driving shaft pinion တွေးလိုက်ထွက်လာမယ်ပေါ့နော်အတွေးလိုက်ထွက်လာပြီးသွားလို့ရှိရင်ကျွန်တော်တို့က driving shaft ရဲ့အပေါ်မှာရှိတဲ့73နဲ့နှလုံး73နဲ့နှလုံးကိုလော့ဖြုတ်လော့ဖြုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘောထုတ်ဘောချက်ထုတ်ထုတ်ပြီးလို့ရှိရင်ပင်နေရအောင်ထုတ်ထုတ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကနော်တစ်သားလုံးတစ်သုံးနဲ့တစ်သားလုံးလုံးတာမဟုတ် rubber tube နဲ့ပေါ့နော် driving shaft ကိုချွတ်ချလိုက်လို့ရပြီ driving shaft ချွတ်သွားတဲ့အချိန်မှာကျွန်တော်တို့လဲရမယ် YC ပေါ့နော် YC နှစ်ကွင်းကိုတွေ့ပြီအဲလိုအပြင်ကွင်းက105 123 14ပေါ့နော်နောက်တစ်ကွင်းက65 90စနစ်ပြင်းတော့ 20ပေါ့เนาะအဲ့ဒီနှစ်ကွင်းကိုကျွန်တော်ကထုတ်ထုတ်ပြီးလို့ရှိရင်တို့အစ်စ်ပြန်ပြီးတော့လဲရမယ်ပေါ့เนาะကျွန်တော်တို့ WiFi အစ်စ်ပေါ့เนาะပြန်ပြီးတော့မလဲခင်မှာကျွန်တော်တို့ဖြုတ်ထားတဲ့အစိပ်ပိုင်းတွေအားလုံးစီးနေပေါ့เนาะစနစ်တကျတန့်စင်အောင်ပြန်လဲစီးချိုးပေးရမယ်ဗျာ WiFi ကိုဟိုတက်မယ်မဲစီလေးနည်းနည်းတုတ်ပြီးတော့တက်လို့ရှိရင်ပို့ပြီးတော့စင်ပြေတယ်ပေါ့เนาะအဲကျွန်တော်တို့က WiFi လေးအစ်စ်လေးလဲပြီးပါပြီပြီးလို့ရှိရင်ဖြုတ်ထားတဲ့အစိပ်ပိုင်းတွေအကုန်လုံးလဲတန့်ရှင်းလုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်လဲတက်စင်ဖို့အပိုင်းကိုပဲကျန်ပါတော့တယ် အဲကျွန်တော်တို့ဟက်အောင် WiFi လည်းအသစ်လေးပြီးပါပြီပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ driving pinion ကြီးတွေလည်းပြန်ပြီးတော့တက်ဆင်ပြီးပါရင်နောက်ဆုံးမှာကျွန်တော်ကဘာတစ်ချက်ကိုပြသထားရမလဲဆိုတော့ driving shaft ထိတ်တဲ့နေရာမှာရှိရကျွန်တော်ဆက်သုံးတဲ့နှလုံးမှာ law လေးပါရပေါ့နော်အဲ့ဒီ law ကိုသေချာချက်ချက်နန်းနန်းလေးပြန်ပြီးတော့ law အနေထားပြန် law မိအောင်ပြန်ထားဖို့ရေးကြီးတယ်ဗျာအဲကျွန်တော်တို့နော်ဟက် WiFi လဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒူးစစ် WiFi လဲဖို့ကြားလို့ရှိရင်ကျွန်တော်ပထမအောင်ဆုံးကကျွန်တော်ခင်းပင်တိုင်းအပေါ်ဘုံပေါ့နော်အဲ့ဒီအပေါ်က session နဲ့လေးလို့ချွတ်ရမယ် လို့ရှိရင်ကျွန်တော်တို့ကဒီ head on ပေါ့နော်တခုခုနဲ့တန်တွင်းတော့လကောင်တက်သားအကြောင်းတော့လကောင်တခုခုနဲ့ကလန့်ပြီးတော့ဟုတ်ကိုချုပ်ချရမယ်ပေါ့နော်ထူးခြားပြီးတဲ့အခါမှာကျွန်တော်တို့လဲမယ်ကျွန်တော်တို့ဒီ 20YC ပေါ့နော် 20YC တွေ့ရပြီ 20YC တွေ့ရတဲ့နောက်မှာတော့ကျွန်တော် 20YC ဖြုတ်မယ်ဖြုတ်ဖြုတ်ပြီးရဲ့နေရာတွေကိုလည်းအကုန်လုံးစနစ်တကျစီးနေစေးကြောတန့်စေရမယ် အဲကျွန်တော်စေးကြောတန်းနေပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ပထမဆုံး2 0 YC ကိုစပြီးတော့အစ်စ်ပြန်လဲလင်းလင်းပါပေါ့နော် အဲကျွန်တော်တို့ဒီဟက်အောင်ပေါ့နော်နောက်ဆုံးအဆင့်ပြန်လဲလုံးတဲ့အချိန်မှာလုံးဝကြံလို့မရတဲ့မေးလို့မရတဲ့အပိုင်းတစ်ပိုင်းရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီဟက်အောင်ဂျားထဲမှာပေါ့နော်ကျွန်တော်တို့ကပင်ရံအွာဝေးကိုချိန်ထားတယ်ဒီမှာလော်ရားလေးတွေပါတယ်ပေါ့နော်အဲ့ဒီလော်ရားလေးတွေကမဖြစ်မနေပြန်လဲတက်ဆင်ရမှာဖြစ်ပါတယ်လုံးဝမေးလို့မရပါဘူးခင်ဗျအဲအားလုံးပေါ့နော်ကျွန်တော်ခုနက WiFi ဆိတ်ဖြစ်လဲပြီးဖြုတ်ခဲ့တဲ့အစိပ်ပိုင်းတွေကိုကျွန်တော်စနစ်တကျပြန်တက်ပြီးလို့ရှိရင်တော့ကျွန်တော်ဟက်အောင် WiFi လဲတဲ့ကဏ္ဍပြီးဆုံးသွားပြီဖြစ်ပါတယ်ဗျအခုဗီဒီယိုလေးကိုကြည့်ရှုပြီး IMB မှာဝယ်ယူထားတဲ့ဝိုင်းတူထွန်ဆက်တွေကို ိမိကိုယ်တိုင်အလွယ်တကူပြုပြင်နိုင်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝိုင်းတို့ထွန်သက်တည်းရဲ့ပြုပြင်နည်းတွေကိုသိရှိလိုပါရတာလည်းကျွန်တော်တို့ရဲ့အခုဒိုးရွှေမြေအကောင့်အနေနဲ့ဆင့်ဆက်သွယ်မြင်နိုင်ပါတယ်ဗျာ